for us, the goal is to play as many games as possible. သူ့ရဲ့အဲ့လိုရီမန်းချက်ကတော့ဒီပွဲများများကစားနိုင်မှုရီမန်းနေပေါ့နော်အခုဒီလိုရောက်တဲ့အချိန်ကျတော့မွန်ဂိုလီးယားကမပါတော့နှုတ်ထွက်သွားတော့ဒါတော့မကောင်းဘူးပေါ့နော်သူတို့ပွဲများများကစားကြတယ်တကယ်ကတော့မိသူတို့မိန်းကလေးတွေပွဲများများကစားနေကြတယ်သူ့ရဲ့အဲ့မှာရီမန်းချက်သုံးခုရှိတယ်တစ်ကတော့အနိုင်ရဖို့ပေါ့နှစ်ကတော့ဒီအနိုင်ရရင်လည်းတိုးတက်ဖို့ development ဖြစ်ဖို့ပါနောက်နံပါတ်3ကကျတော့ဒီမိန်းကလေးတွေဘောလုံးကစားရဲဆိုတာပြသပါပေါ့နော်မိန်းကလေးတွေလည်းဘောလုံးကန်နိုင်တယ်ဆိုတော့သူကပြသခြင်းနဲ့အတွက်ပေါ့နော်အဲပြီးတော့သူကခြေစပွဲအောင်တယ်ပေါ့အာငါတို့ခြေစပွဲအောင်သွားပြီဆိုတော့အဲ့ဒီတော့မဟုတ်သေးဘူးပေါ့နော်သူခြေစပွဲအောင် င်းနဲ့ဒီလိုတိုးတက်တဲ့ဟိုဟာမျိုးကိုသူကပြသချင်တာပေါ့နော် qualify to china but to make the deal ကစားသမားတွေကိုရွေးချယ်တဲ့နေရာမှာကတော့ဟိုအရင်လိုမျိုးဟိုဟိုနိုင်မြို့ကြီးတွေကနေပဲ big city ကနေပဲရွေးတာမဟုတ်တော့ဘဲနဲ့နိုင်ငံတဝန်းပေါ့နော်16 cities ကနေပြီးတော့ဟိုမြို့16မြို့ကနေပြီးတော့မှသူချရွေးချယ်ခဲ့တာဖြစ်ပါတယ် the 16 all star teams came to one city in kudus we don't know because in မနိုင်ပြောရတော့သူမသိဘူးပေါ့နော်။နှစ်သိန်းလုံးမသိဘူး။သူဘာလို့သူဟိုဘာလဲမြန်မာရဲ့ပွဲကိုသူမကြည့်ခဲ့ဘူးပေါ့နော်။သူတို့ဟိုအင်ဒိုနီးရှားမှာပွဲတော့ပြီးတော့နှစ်သိန်းကလည်းစုံလည်းမစုံခဲ့ရအောင်ပေါ့နော်။ဟောပြီးတော့ဒီအငယ်သိန်းတွေဆိုတာလူငယ်သိန်းတွေဆိုတာအမြဲပြောင်းတာပေါ့နော်။ player အဝင်ထွက်တွေကလည်းရှိရဲ့ခြေစွမ်းကလည်းတပွဲနဲ့တပွဲနဲ့ကဒါတူတာမဟုတ်ဘူးပေါ့နော်။ပြိုင်ပွဲတစ်ခုနဲ့တစ်ခုနဲ့တူတာမဟုတ်အမြဲပြောင်းလဲနေတယ်။အဲမကောက်ဆိုပို့ဆိုတာပေါ့နော်။သူတကယ်လုံးဝမသိပါဘူး။အော်ဒါမဲ့အဲ့ဒီတော့လည်းသူတိတ်ပြီးတော့အားဆိုင်ပြီးကစားသွားမှာဖြစ်ပါအကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ် ဒါပေမဲ့မကောင်တဲ့မြန်မာပွဲကိုတော့ကြည့်ပါပါတဲ့ Jesus uh, de Madeira